စစ်ကောင်စီဒုကောင်ဆောင်ဗိုလ်ချုပ်စိုးဝင်းပြည်ဦးလွန်ကိုရောက်ရှိနေပြီးအနီးစခန်းလေစိတ်အကြီးစားပြင်ဆင်မှုလုပ်ငန်းတွေကိုကုကဲဖို့ဖြစ်နိုင်တယ်လို့ဒေတာ PDF တွေကပြောပါရယ်ဒီသတင်းကိုသုတချမ်းသာပေးပို့ထားပါရယ်ရှင် မေလ9ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီဒုတိယကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းပြည်ဦးလင်ကိုရောက်ရှိလာတယ်လို့မန္တလေးဒေသခံကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ခီးစဉ်ရွေချက်ကိုအသေးစိတ်မသိရပေမဲ့ပြည်ဦးလင်အင်းစခန်း၄စိတ်မှာပြုလုပ်နေတဲ့အကြီးစားပြင်ဆင်မှုတွေကိုကုကဲဖို့နဲ့စစ်တပ်ကတူတွေကိုပြူဟာကြကြကုကဲဖို့ပြင်ဆင်တာဖြစ်နိုင်တယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကမှတ်ချက်ပေးပါတယ်။ ဆိုဆိုမနေ့ကညနေ3:00နာရီဒီလိုလောက်မှာချိုးဝင်ကြောက်နေနော်အဲတော့ဘာအလောက်တက်ရောက်ဖို့ရှိတယ်ဒီနေ့ကမနေ့အဲဝက်ကပြန်မကြောက်မလာတော့မသိဘူးဒီလိုနဲ့ဘာလို့ခုလာလဲဆိုတော့အဲ့ဒီဟာကိုအကြောင်းရင်းမသိရဘူးပညာ၄နှစ်ကြီးတည်းအတိဒီကောင်မှာမသိလို့ချင်းအဲ့မှာသိတဲ့ယူစင်တာတွေရှိတယ်ဒီကောင်မှာကသူဟန်ကာရီကြောက်နေတယ်ဟန်ကာလို့ယူကြတာပေါ့6ဦးလေးငွေကိုတိုးတက်ပြီးကြောက်တဲ့သဘောရှိချာလာကြပြီးမလင်းဖြစ်ပြီးရတယ်အနည်းစကားလေးငွေလေးလေးငွေနဲ့တူအောင်ရေးပြီးတော့ခေါင်းဝင်တက်ပြီးတော့အဲ့မှာဒီကောင်မှာရှိတယ်လို့ခါဒီတရဦးကြီးနေနေအပြား ပြီးတော့တော့ဒီပြေပြေလေးရင်းလောက်ခဲ့ရတယ်။စာနေနေတော့လည်းကျွန်တော်တို့မန်းနေတော့ကားစီးဆုံးလို့ပြောတာရှိတယ်။အဲ့ဒါကအလက်မပေါဘူး။28ကြီးကအင်အားကြီး၃ကြီးကကျတော့ပြည်စီ။အဲ့ဒီအရာကဒီပိုင်းမန်းနေနေလေးကိုပြန်ပြီးတော့နေရာကားထားလို့ပြောတယ်။ဒါနဲ့ပြောလို့တော့မရဘူး။ကျန်တဲ့နေရာကိုလည်းအင်အားပို့နေပို့မှာပဲ။ဒါတွေပို့လိုက်တော့ဆက်လိုက်လို့မရဘူး။ မန္တလေးတိုင်းကမတရားဆင်ကူတောင်သာနထိုးကြီးမြို့နယ်တွေကိုမေလ6ရက်နေ့9ရက်နေ့တွေမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးမေလ10ရက်နေ့မနက်အစောပိုင်းတွေကမတရားမြို့နယ်အတွင်းမှာမြေပြင်ထိတွေ့မှုတွေဇက်တိုက်ဖြစ်ပေါ်နေပါတယ်။ဒီမနက်6:50မတရားမြို့နယ်အခြေချံဘုံဘုံရွာတိုက်ပွဲပြင်းထန်ဝိုင်တွဲနဲ့ဘုံဒီကကြတာ25လုံးတပ်ဖိုက်တာနဲ့၄လုံးရှိပြီးတော့အခုဝဲနေတော့အခုအောက်မှာစောနေတယ်ကိုယ်ဒီအိုင်းမှာစိုးရက်ရှိတယ်စီတိုင်းကန်တို့တောက်ဒရာတို့မတရားမြို့နယ်မှာရှိတယ်လေအင်းအဖြစ်တာတော့၃လောက်ရှိပါသေးတယ်အခုဒီနေ့ဖြစ်နေပြီနော်လက်ရှိဖြစ်နေစေ မေလာခုနှစ်နှစ်ညပိုင်းကအစင်ကူမျိုးနဲ့ဂျိုးပင်ရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာကြောင့်ပြည်သူတယောက်တည်ဆုံးပြီး၄ယောက်ဒဏ်ရာရခဲ့ပါတယ်။မေလာ၆ရက်နေ့လုံကပသိဉ္ကြီးမျိုးနဲ့မြကန္တာတရက်ကိုင်းစစ်ကောင်စီထိုင်စခန်းတွေကမတရားမျိုးနဲ့ရှစ်တန်းလမန်းရွာနဲ့မကြီးကုန်းရွာအကြားကဆက်ပြခြင်းအရက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လေကြောင်းကနေလည်းတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။ မေလ6ရက်နေ့မှာပဲတောင်သာမြို့နယ်ထဲကသပင်ငံရွာနဲ့ဇေယျကြီးရွာတွေကိုပါရာမော်တာ၄စီးနဲ့ပြစ်ခတ်တိုက်ခိုက်တာကြောင့်အသက်80ကျော်တပ်ကြီးအမျိုးသမီးတယောက်ဦးကောင်းချီမှန်တန်ရာရခဲ့ပါတယ်။မေလ6ရက်နေ့မှာမြင်းညံခဲညထိုးကြီးမြို့နယ်မလဲကျွာအနီးဝန်းကျင်ကိုလေကြောင်းတိုက်ခိုက်တာကြောင့်ပြည်သူမြောက်ဒေသုံမီ6ရောက်တန်ရာရခဲ့ပါတယ်။ရပ်ပိုင်းတွင်ဖြစ်ပေါ်ခဲ့တဲ့ထိခိုက်ဒဏ်ရာရမှုတွေဟာဒီထက်ပိုများနိုင်ပြီး TPP ကတရားအကြည့်မပြုနိုင်သေးပါဘူး။ကျွန်တော်တုတချမ်းသာပါ။